အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ဆရာမြတ်ဝေဖခြင်းရဲ့အကြောင်းအရာလေးရတော့ဆရာတို့ဒီလက်ကလေးအောက်ကတောင်းလိုင်းမြင့်ချောင်းလေးပေါ့နော်ဆရာပုံမှာပြပေးထားသလိုလက်ကလေးအောက်မှာတောင်းလိုင်းမြင့်ချောင်းလေးတစ်ခုပါရှိနေမယ်ဆိုရင်ဒီလက်ဒီလိုလူတွေကပေါ့နော်အထောက်ကူကောင်းတယ်ပြောရမစလူလက္ခဏာရှင်တွေကသူတို့မှာအထောက်ကူကောင်းတယ်ပေါ့နော်အဲရုပ်တရက်ချမ်းသာလာတတ်တယ်ရုပ်တရက်အစဉ်ပြေမှုတွေကို ရရှိနိုင်တယ်လို့ပြရတယ်ပေါ့နော်ဟိုကောင်းမွန်တယ်ကံထောက်ကူပါသူကတဖြည်းဖြည်းနဲ့အားတာလာမယ်ပေါ့နော်ကိုယ့်ရဲ့လှုပ်ဆောင်မှုရင်မဲမှုတွေကတိတာဆိုတာအကျိုးပြုလာမယ်ကို့အတွက်ပေါ့နော်အကျိုးပြုလာမယ်မမြုံလင်းမဲနဲ့ဒီငွေများစွာဝင်လာတတ်တယ်အသက်တစ်နှစ်ပူလာတာနဲ့အမျှပူပြီးအဆင်ပြေနိုင်တယ်လို့ပြရတယ်ပေါ့နော်ဒီပေါက်တတ်တယ်ကံထောက်ကူကောင်းတယ်သူကထီကံကောင်းတယ်ပေါ့နော်ထီကံကောင်းတယ်ထီပေါက်နိုင်တဲ့လမ်းလာမျိုးလေးတွေကိုပြရတယ်ပေါ့နော်ရီမန်းလှုပ်တဲ့မြအဆင်ပြေအောင်မြင်လာတတ်ပါတယ်သူက ြီးဝါတုတက်မှုကိုတင့်တင့်တာထပ်ပို့ပြီးတော့ရရှိလိမ့်မယ်လို့ဒါလဝါပြင်အရာပြပေးထားတယ်ပေါ့နော်ဒီအမှတ်သားကြောင့်လေသူကအထောက်ကိုပို့ပြီးကောင်းလာလို့ပြရတယ်ပေါ့နော်တခုရှိတာကဒီလိုဒေါင်းလိုင်းမြင်းချောင်းပါပြီးတော့ဟိုအဖြတ်ရှိနေတော့အားနေစီတယ်ဆရာပုံမှာပြတ်ထားပြီးသားတယ်လို့ရှင်းရှင်းလင်းလင်းဒီချောင်းလည်းတရှိနေဖို့လိုအပ်တယ်ပြီးတော့ဒီကန်လန်းချောင်းလည်းပေါ့နော်အမားမားရတာမျိုးလေးတွေရှိတယ်ပေါ့နော်ဒါကန်လန်းချောင်းလည်းမတက်ဆိုင်ဘူးပေါ့နော်သူကဒီတိုင်းတီးတန်းသူကတော့ဒီချောင်းလည်းဖြစ်တည်နေတာ ဖြစ်နေတာမျိုးပေါ့နော်ဒီလိုပုံမှာပြပေးထားသလိုတချောင်းလည်းရှိနေတာမျိုးပေါ့နော်ကန်လန်းနဲ့ဆက်ပြီးအပေါ်ရောက်သွားတာမျိုးဆိုရင်တော့အကျိုးအားတစ်မျိုးပြောင်းသွားတယ်ပေါ့နော်ဒါကြောင့်မိတ်ဆွေတို့မှလည်းဒီလိုအမှတ်သားပါနေရင်ဒါအားပြုလို့ရအောင်လို့မျှဝေပေးလိုက်ပါတယ်ဟုတ်ကဲ့ပါအဲနောက်အမှတ်သားတစ်ခုကတော့ဇာတ်တော်ဒီလက်ညှိုးအောက်ကပေါ့နော်လေးတော့ကွအမှတ်သားလေးပေါ့နော်လက်ညှိုးအောက်ကလေးတော့ကွအမှတ်သားလေးကဘာကိုကျူးပြူအားကောင်းလဲဆိုတော့ဇာတ်တော်ဒီ ဒီကတော့ပုံမှန်ပါရမယ်ပေါ့နော်ပုံတိုင်းပါရှိဖို့လိုအပ်တယ်လေးတော့ကပုံသဏ္ဍာန်ဒီပါမယ်ပေါ့နော်ပါမယ်ဆိုရင်ဒီလိုလက္ခဏာရှင်တွေကသူတို့ရဲ့ဘွားမှာညီရအတွက်မပူရဘူးပေါ့နော်နေရထိုင်ခင်းနေရဖို့အတွက်မပူရဘူးလို့ဒါပြတယ်ပေါ့နော်ပြီးတော့နေနေအိမ်နေအိုးအိမ်နေမိနေရတွေရရှိပိုင်ဆိုင်နိုင်မယ်လို့ဒါပြပေးထားတယ်ပေါ့နော်သူကဒီလေးတော့ကရဲ့အကျိုးကြောင့်သူကပို့ပြီးတော့အားသာတာမျိုးပေါ့နော်ဟိုငွေကြီးကံတွေထီကံတွေ အတတ်ပညာမျိုးတွေနဲ့သူကအားသာစေတယ်အကျိုးပြုအဆက်မဲ့လို့ပြရတယ်ပေါ့နော်ဒီလိုအကျိုးတွေရမယ်ဒါတွေအားသာစေဖို့သူကဟိုထပ်ကူကောင်းဖို့လိုအပ်တယ်ပေါ့နော်ကံအားကောင်းမယ်ဆိုရင်ပို့ပြီးအကျိုးရနိုင်မယ်ဟိုကိုယ့်ရဲ့ကံလမ်းကြောင်းကြီးကပို့ကောင်းမယ်ဆိုရင်ပို့အကျိုးရနိုင်တယ်ပေါ့နော်ဒါကတော့ဒီအမှတ်သားအကြောင်းကိုပဲအဓိကမျှဝေတာဖြစ်တာမို့ဒီလေးလောက်ကပုံပါမယ်ဆိုရင်ဒီလိုလက္ခဏာရှင်တွေဟာမီနီယာအိုးအိမ်နေရာတွေအရှိပန်ဆိုင်လိမ့်မယ်သူတို့ကရီမန်းချက်အရန်ကြီးမာတယ်ပေါ့နော်သူတို့မှာရည်ရွယ်မှုတွေကပို့ပြီး ညားတတ်ကြတယ်ပေါ့နော်လှုပ်ရှင်တဲ့အရာတွေညားရတာမျိုးပြရတယ်ပေါ့နော်ဒါကြောင့်ဒီလိုပါမယ်ဆိုရင်နေရာအတွက်ကတော့သူတို့ကပူစရာမလိုဘူးပေါ့နော်ဟိုနေနေရာထိုင်ခင်းအိုးအိမ်နေနေရာတွေရရှိပိုင်ဆိုင်မှုအဓိကပြရတယ်ပေါ့နော်ဒါကြောင့်ဒီလိုပါမယ်ဆိုရင်မိတ်ဆွေတို့မှလည်းဟိုဟိုမပိုင်ဆိုင်သေးရင်ဒါပိုင်ဆိုင်နိုင်မဲ့ပိုင်ဆိုင်ရမဲ့ကံကိုပြပေးတယ်လို့ဒါအကြံအဖြစ်ပြောလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်